ဖြစ်ုံသွားတဲ့ခါကျတော့လေခလေးကနှုတ်ဆက်ရမယ်ယဉ်ကျေးရမယ်အဲ့ဒါကြီးကဆက်အရန်တိုးတက်တဲ့ခါကျမှလေအရန်ကြိုက်တယ်ဟိုအဲ့ဒါကိုတအားလေးကိုသဘောကျကြာဝင်ကလေးကကြိုက်တာလေအခု ठी ပေါ့နော်အခုစတဲ့မှုတွေလည်းအရန်တိုးတက်လာတဲ့ခါကျမှအဲ့ဒါအရန်ကိုအစဉ်ပြေပြေကြိုက်တယ်ကြိုက်တယ်ပေါ့နော်ဟုတ်မင်္ဂလာပါရှင်မမင်္ဂလာပါဟုတ် language school အများကြီးတရားမှာဘာကြောင့်ချီတီစီကိုရွှေ့ချက်ပို့ဆောင်ခဲ့ရလဲ။တီစီကအချင်းကျွန်မကြည့်တဲ့အခါကျတော့ဗောနော်။ကလေးလေးတွေကကျောင်းသွားရင်လည်းဟိုမတင်ခင်ကလေးကဗောနော်။ကျောင်းဝင်တာနဲ့ security ရဲ့အစား teacher team စီမရောက်ခင်အထိဗောနော်။အရန်လည်းပျော်တယ်လေ။အရန်လည်းပျော်နောက်တစ်ခါအရန်အော်ကျောင်းကိုနောက်ဆုံးတော့ချက်ကလေးနေရာဆိုခေါ်ရင်ကျောင်းကျောင်းကိုနောက်ဆုံးသွားရခဲ့ဒီညဆိုအာအရန်ဝင်ပြီးတော့သွားခြင်းလေဆိုကြရဲကဒါပညာလေးလာဖို့ဆိုအရန်ဟိုအဆင်ပြေသွားပြီလေ အဲ့လိုဆိုမမအားကြောင့်ဒီ ETC လေးကိုရွေးချယ်ပြီးတော့ကလေးကိုစထားခဲ့တာပေါ့နော်ဒီနေ့အင်ဂျင်ဆိုလေးရဲ့ language ပိုင်းဆိုင်ရာတူတက်ပြောင်းလဲတာမျိုးအများကြီးတရားမှာပဲတူတက်မှုကိုအားရစမယ်ရှင်။အဲတူတက်မှုပါဒီ teacher ဟုတ်စမ်းမျက်နှာချင်းဆိုင်တင်တဲ့ဟာတော့ဒါကလေးတိုင်းရတော့ဒါ range ဆိုဖြစ်တော့ကောင်းတယ်လေ။အဲဘယ်နေရာမှာပို့ပြီးတော့ဟို ကြိုက်လဲဆိုလို့ရှင် listening sound တွေပေါ့ audio sound တွေမှာဆိုလို့ရှင်လူမမြင်ရတော့လေခလေးတွေကတိတ်ပြီးတော့အဲလိုအယုံမဆိုင်ဖြစ်တာတွေရှိနေတယ်။သူကအဲ့ဒါလေးတွေကိုမှလေအရန်ဟိုဘယ်လိုလဲအယုံဆိုင်ဖြစ်တယ်သူအဲ့ဒါလေးကြားတွေတစ်ချက်ချင်းသိနိုင်တယ်။အဲ့ဒါလေးတွေကမှအရန်သဘောကျတယ်။အဲ့ဒါအဲ့ဒါလေးလည်းတိုးတက်မှုကလည်းအရန်သိတာရယ်လေ။ဟုတ်ကဲ့အဲကြောင့်အခုချိန်မှာအဲ့ဒါလေးကိုလည်းလေကျေးဇူးလက်တင်နေတီရှပ်ဇီကိုလည်းဒီနေ့ကျောင်းဝင်လဲပေါ့နော်အရင်မှကျေးဇူးတင်နေအဲ့လိုမျိုးကြိုက်တာပေါ့နော်ကဲမှာဟုတ်ဒီနေ့အင်ဂျင်ဆောင်လေးရညီမတို့ကြီးတစီမှာတက်တက်လာတာအခုဆိုရင်ဘယ်လောက်ကြာပြီလဲရှင် ဟိုလေးနှစ်တည်းအစတက်တဲ့အကြောင်းကိုအဲပိတ်သွားတာပေါ့နော်ကိုဗစ်ရေပိုင်းနဲ့ပိတ်သွားပြီးတော့ပြန်ဖွင့်နိုင်တဲ့အခုပြန်တက်တာပေါ့အခုဆိုရင်အရှင်းနဲ့ခွဲရှိပါလိမ့်ရှင်အသက်ကရှင်းနဲ့ခွဲရှိပြီးအကြောင်းကတော့တောက်လျှောက်တဲ့ပိတ်တဲ့ရက်ပိတ်တဲ့အပိုင်းလောက်ကပဲပေါ့နော်ကျန်တဲ့ဟာတော့အခုထိဆက်တက်တာပေါ့ မိမိလေး agent လေးရာ temporary exam မှာရောဘယ်နဲ့ဘယ်ဒီဖြစ်ဆိုပြီးွားရလဲရှင်အဲ Cambridge exam ကိုတော့ဟိုဒီကျောင်းမှာပဲဖြေတာပေါ့နော်ဟိုအပြင်ဟို mover fly အမှုတော့မဖြေရသေးဘူးဒါပေမဲ့ကျွန်တော်တို့ဖြေမှာပေါ့နော်အခလေးရဲ့တိုးနှက်မှုကလည်းအခု teacher ဆရာလည်းအရန်အားပေးတဲ့အခါကျတော့သူလည်းတိုးတက်မှုမြင်ရလာရတဲ့အခါကျတော့ဖြေဖို့လည်းကျွန်တော်တို့အဲစဉ်းစားဖြစ်တယ်လို့တော့ထင်နေပေါ့နော်အခုချိန်မှာ မီလီယာတူတက်တာပေါ့ instructor ကိုကျေးဇူးတင်စကားလေးနဲ့ပြောပြပါအောင်ရှင်ဟုတ်ကဲ့အဲ instructor တွေအကုန်လုံးကိုကျေးဇူးတင်ဘာဖြစ်လို့ဆိုအဖက်ဖက်ကပေါ့နော်ဟို social ရောပေါ့ဒီစာရည်မဟုတ်ပေါ့နော်ကလေးရဲ့တိုးတက်မှုအကုန်လုံးပေါ့အဲသူသူ့ရဲ့နေထိုင်လေးတွေပြောဆိုလေးတွေဒီစာရည်ဘိုင်းတွေကအစအဲလူမှုရေးဘိုင်းတွေရောပေါ့နော်ကလေးက အာနှုတ်ဆက်မှုတွေအဓိကပေါ့နော်ကလေးတွေကဒီမျိုးကျွန်တော်တို့မြန်မာပြည်မှာဆိုနှုတ်ဆက်မှုအားနေတယ်လေအဲ့တခုကလည်းမမလည်းအရန်ကြိုက်တယ်ဒီမှာလေအဲ့ကလေးတွေနှုတ်ဆက်တဲ့အခါအရန်ဟိုစိတ်ဝင်စားရှိပြီးတော့အဲ့သူများအပြုံသွားတဲ့အခါကျတော့လည်းကလေးကနှုတ်ဆက်ရမယ် ရင်ကြည့်ရမယ်အဲ့ဒါကြီးကဆက်အရန်တိုးတက်တဲ့ခါကြောင့်မမလေအရန်ကြိုက်တယ်ဟိုအဲ့ဒါကိုတအားလေးကိုသဘောကျကြောင်းဝင်ကလေးကကြိုက်တာလေအခုထိပေါ့နော်အခုစတဲ့မှုတွေလည်းအရန်တိုးတက်လာတဲ့ခါကြောင့်မမအဲ့ဒါအရန်ကိုအစင်ပြက်ပြေကြိုက်တယ်ကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကအကုန်လုံးပေါ့ teacher's founder ရော အကုန်လုံးပေါ့နော် extract အကုန်လုံးအကျဉ်းစုတင်တယ်လို့ခလေးကိုတိုးတက်အောင်လုပ်ပြီးလို့လေနော် မတော်ရတယ်မအောင်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးပါလို့အားလုံးအားလုံးတို့ပါဟုတ်ကဲ့ဟုတ်ကဲ့အရောက်စီတိုင်းကျေးဇူးတင်ပါဟုတ်ပါဟုတ်အင်္ဂလိပ်စာမီလီရဲ့ဘောကအောင်မြင်ဖို့ drive ဘလောက်ရှိပါတယ်မှတင်ခိုင်းထားလိုက်ရှင့်အာအင်္ဂလိပ်စာ world wide ဖြစ်တဲ့အခါကျတော့ဗောနော်မမတို့ကတော့ဒီဟာတိုးတက်မှုအတွက်လေအာလိုအပ်ဆုံးပဲလို့ထင်ပါတယ်ဘာလို့လဲဆိုတော့အဖက်ဖက်ဗောနော်အကြောင်းနေမို့ပြင်မပါ ပတ်သက်လာပြီဆိုတဲ့အခါကျတော့လေအဲ့လိုမျိုး English ကလည်းကောင်းနေမှာပေါ့နော်အဲဆိုတော့အပြင်ပမှာလည်းကလေးရတည်ရရဲ့ဝန်သွားနိုင်ပြီပေါ့နော်ဒီပညာရေးအတွက်ကြောင့်မို့လို့ဟုတ်ကျေးဇူးတင်တယ်လို့ကပါ and amelia language skate တို့တက်လာမှုပြင်ဟိုတခြားတို့တက်လာမှုတွေပြပြပါအောင်ရှင်းအော်တခြားဆိုတော့အဲ့လိုပေါ့ဟိုဒီ story byline လေးတွေကိုလောက်တဲ့အခါမှာတခြား ဟို knowledge ဟို coloring တွေပဲဖြစ်ဖြစ် picture ကိုကြည့်ပြီးတော့ပဲဒီလိုမျိုးစာရေးခိုင်းတာမျိုးတွေပေါ့နော်အဲဟို question answer တွေလုပ်နေတာမျိုးမဟုတ်ဘဲနဲ့အဲလိုမျိုးတွေ့တာနဲ့ပေါ့နော်ဒီအဲဘယ်လိုပြောရမလဲဘယ်လိုရေးရမလဲပေါ့နော်အဲ့ဒါလေးတွေလည်းအဲမပြောရဘူးခလေးရလေးပြန်ပြီးတော့သင်ပေးစရာမလိုဘူးပေါ့နော်သူကြည့်လိုက်တာနဲ့သူရဲ့ knowledge ရလေးမမတို့တော့မှပြန်ပြီးတော့တူစီမှာတင်ရတယ်လို့ဖြစ်နေတယ်။အဲ့လိုမျိုးပေါ့ smart အရင်ဖြစ်လာတယ်လေ။အဲ့ဒါအဲ့ဒါကိုလည်းအရင်ကျတဲ့ရန်နေကြတယ်ကိုယ့်ဟာကိုယ်လည်းကိုယ့်ကလေးကိုဟေးဒီလောက်တောင်ဖြစ်လာပါ့မလားဆိုတဲ့နေရာမှာလေအဲ့လိုမြင်တွေ့ရတာလ လေအရန်ကိုကျေးဇူးတင်တယ်သဘောလည်းကျတယ်လေဟိုဟိုနဲ့တာတယ်လို့ဟုတ်ကဲ့အခုလိုအချိန်ပေးဖြည့်ကြပေးရကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ thank you ပါဟုတ်ကဲ့ဟုတ်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်ဟုတ်ပါပါရှင်